န္တလေးမြို့မဟာအောင်မြေမြို့နယ်ကလူငယ်တွေကိုစောစုကလူစုမဲနိုင်ခိုင်းပြီးစစ်သားတဲ့စုဆောင်ရမှာထောင်ချနေသူနဲ့နိုင်ငံသားရောက်နေသူတွေပါမဲဆင်းနဲ့ပါဝင်လို့မိသားစုကကိုစားမဲနိုင်ခဲ့ရတယ်လို့မြို့ခံတွေကအမှတ်ပြကိုပြောပါတယ်။မလ24ရက်ကမန္တလေးမြို့မဟာအောင်မြေမြို့နယ်မှာရှိတဲ့လူငယ်တွေကိုစောစုကရက်ွက်ယုံဓမာယုံနဲ့တတ်မှတ်နေရာတွေမှာလူစုခိုင်းပြီးမဲနိုင်ခိုင်းကစစ်မှုထမ်းအပတ်စဉ်ဆက်နှစ်အတွက်စစ်သားတဲ့စုဆောင်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီလိုမဲနိုင်ခိုင်းပြီးစစ်သားတဲ့စုဆောင်ရမှာထောင်ချနေသူနဲ့နိုင်ငံသားရောက်နေသူတွေလည်းပါဝင်ပြီးမဲကြပါကသူတို့ဆိုအစုကကြည်ပြီးစစ်စစ်မဲလို့ပြောကမိသားစုကိုကိုစားမဲနိုင်ခိုင်းတာလို့မြို့ကန်တွေကပြောပါတယ်စစ်သားတဲ့စုဆောင်ခံရမဲ့အသက်အရွယ်အကျုံးဝင်တဲ့လူငယ်တွေအနေနဲ့ကိုတိုင်းဖြစ်စေကိုစားဖြစ်စေမပြတ်မကွက်မဲလာနိုင်ကြဖို့နဲ့လာရောက်ချင်းမရှိပါကမျက်ကွယ်မဲ၌ရွေးချယ်မှာမို့ ကို့အခွင့်အရေးကိုမဆုံးရှုံးခြင်းရင်မဲလာနိုင်ကြမှုအဆုပ်စုကမြို့အနှံ့လော့စပီကာနဲ့လိုက်အော်ထားပါတယ်။ကိုတိုင်းဒါမှမဟုတ်ကိုစားမသွားရင်မျက်ကွယ်မဲနိုင်မယ်ဆိုတာကြောင့်နဘက်စင်ကြော်ပြီးထင်တယ်လို့လုံးမှာဆိုလို့ကိုစားမဲသွားနိုင်ကြသူများတယ်လို့မဟာအောင်မြင်မြို့နယ်မှာနေထိုင်သူတူကပြောပါတယ်။